အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပန်ကရီးယားလို့ခေါ်ရဲပေါ့နော်ဒီမုတ်ချိုရေးရောင်ရမ်းခြင်းအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပန်ကရီးယားလို့လည်းခေါ်ရဲဒီမုတ်ချိုအိတ်ဟာဆိုလို့ရှင်ကျွန်တော်တို့အစာရဲ့အနောက်ကက်လျက်ရှိတဲ့ဒီကျွန်တော်ကိုကွင်းအင်ကာတစ်ခုဖြစ်ပါတယ်ဒီစားလိုက်တဲ့အစာတွေကိုခြေဖြတ်ဖို့ပြီးတော့သွေးသွင်းတကြားအတွက်တွေကိုထိန်းသိမ်းပြဖို့အဲဒီအင်ဇိုင်းနဲ့ဟော်မုန်းတွေထုတ်လုပ်ပြီးရဲ့အရေးကြီးရဲ့အင်ကာအစိတ်ပိုင်းကာ န်ကရီယာပဲဖြစ်ပါတယ်ဒီပန်ကရီယာဟာအကြောင်းတစုံတရာကြောင့်ပေါ့နော်ရောင်ရမ်းတဲ့အခါမှာတော့ဒီပုံမှန်လုပ်ငန်းတာဝန်တွေမထမ်းဆောင်နိုင်တော့ဘဲနဲ့ယောဂဝေဒနာတွေပေါ်လာတတ်ပါတယ်ကျွန်တော်တို့ပန်ကရီယာတို့မဟုတ်ဒီမုတ်ချိုအိတ်ရောင်ရမ်းရတဲ့လက္ခဏာတွေကဘာတွေလဲဆိုလို့ရှိရင်ကျွန်တော်ပန်ကရီယာရောင်ရမ်းသူတွေအများစုက1 pipe အပေါ်ပိုင်းဘက်ဘက်အလေအချမ်းမှာထိုးပြီးတော့အောက်တက်ပါတယ် နောက်ထပ်တခြားလက္ခဏာတွေလည်းရှိပါတယ်။နောက်ထပ်လက္ခဏာတွေကဘာတွေလဲဆိုလို့ရှင်တော့ကျွန်တော်တို့ဘိုက်ထဲမှာပေါ့နော်။လေပွားပြီးတော့တင်းခန့်နေတာပြီးတော့ကျွန်တော်တို့ဂျိုထိုးတာပြီးတော့ဖျားတာပေါ့နော်။နောက်ထပ်ကျွန်တော်တို့နာတာရှည်ပန်ကရီယာရောင်ရမ်းခြင်းမှာတော့ကျွန်တော်တို့အစီများပြီးတော့အနံဆိုးတဲ့ဝမ်းတွေသွားတတ်ပါတယ်။ဒါဟာကျွန်တော်တို့အစာရင်ဥလန်းကြောင်းကနေအာဟာရဓာတ်တွေကိုကောင်းစွာမဆုတ်ရှုနိုင်လို့ပဲဖြစ်ပါတယ်။ဒီပန်ကရီယာကနေပြီးတော့အစာချေအင်ဇိုင်းတွေကကောင်းစွာမထုတ်လွှတ်နိုင်လို့ဖြစ်လာတာပဲဖြစ်ပါတယ်။ ပန်ခရီးယားရောင်ရမ်းခြင်းကနှစ်မျိုးရှိပါတယ်ရုတ်တရက်ရောင်ရမ်းခြင်းနဲ့နာသာရှည်ရောင်ရမ်းခြင်းဆိုပြီးတော့နှစ်မျိုးရှိပါတယ်ရုတ်တရက်ရောင်ရမ်းတဲ့အခါမှာနာကျင်မှုဝေဒနာကိုကျွန်တော်ပြင်းထန်စွာခံစားရပြီးတော့ဆေးဝင်ရောက်တဲ့အထိဖြစ်စေနိုင်ပါတယ်လူကြီးတွေမှာတော့ကျွန်တော်တဲကြီးကြောက်ကဖြစ်တာများပါတယ်ကျွန်တော်ဆက်လေအရက်တောက်တဲ့လူတွေမှာပန်ခရီးယားရောင်ရမ်းခြင်းကကျွန်တော်မကြာခဏဖြစ်ပြီးတော့နာသာရှည်အဆင့်ကိုပို့ပြီးတော့ရောက်သွားစေနိုင်ပါတယ် နာသာရှည်ရောင်ရမ်းသူတွေမှာပန်ခရီးယားဆဲတွေကအမြဲတမ်းပဲသူကပျက်စီးပြီးတော့နောက်တစ်ဆင့်နောက်ထပ်ပြဿနာတွေပိုဖြစ်လာစေပါတယ်။အထူးသဖြင့်ကျွန်တော်တို့အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ဆဲတွေကိုထိခိုက်စေပါတယ်။အင်ဆူလင်ဟော်မုန်းကတွေးသွင်းတဲ့ကတရားဓာတ်ကိုပုံမှန်ဖြစ်အောင်ထိန်းသိမ်းပေးပါတယ်။ဒါကြောင့်ကျွန်တော်တို့ပန်ခရီးယားနာသာရှည်ရောင်ရမ်းသူတွေရဲ့45ရာခိုင်နှုန်းလောက်ကစီးကြိုယောဂဝင်လာတတ်ပါတယ်။ န်ခရီးယားရောင်ရမ်းခြင်းနှစ်မျိုးလုံးဟာကျွန်တော်တို့အကြောင်းရင်းအရတူညီတတ်ပါတယ်ပေါ့နော်။ညာရောအဖြစ်ကျွန်တော် ပြောပြမယ့်အကြောင်းအရာကြီးကြောင့်ဖြစ်တာများပါတယ်ပေါ့နော်။ကျွန်တော်တို့တဲချီကြောက်တယ်တာပေါ့နော်။ပြီးတော့အရက်အလွန်ကြောတောက်တာပေါ့နော်။တခြားဆေးဝါးတွေကြောင့်ဖြစ်တာပေါ့နော်။ပြီးတော့ပန်ခရီးယားကင်ဆာပြီးတော့နောက်တစ်ခုက1 byte ခွဲစိတ်ကုသရတာဒီယောဂဘူးဝယ်နာကြောင့်ပြီးတော့1 byte ကိုအပြင်းထန်ထိခိုက်တာကြောင့်စရောက်ရကြောင့်ဖြစ်ပါတယ်။ပန်ခရီးယားရောင်မီဆိုတာနဲ့ကျွန်တော်တို့ဆေးကုသဖို့လိုအပ်ပါတယ်။ တော်များရောအဖြစ်စေယုံတက်ဖို့လိုပါတယ်။အဲနောက်တစ်ခုကကျတော့ကျွန်တော် Twitch ချိန်တာဒါမှမဟုတ်နှာခေါင်းပိုက်ကသစင်အစာအာဟာရကိုထည့်သွင်းရတာပန်ခရီးယားရောင်ဖို့ဖြစ်ပေါ်လာတဲ့နာကျင်မှုဝေဒနာတွေကိုစေဝါပေးပြီးတော့ကုသတာတကယ်လို့ကျွန်တော်တို့တခြားကုသမှုတွေနဲ့မထီရောက်တော့ရင်တော့ခွဲစိတ်ပြီးတော့ကုသတဲ့နည်းကိုတုံးရပါတယ် ပန်ခရီးယားတို့မို့ကျွန်တော်တို့မုတ်ချိုအိတ်ရောင်းပြီဆိုတာနဲ့ကျွန်တော်ပြောပြမယ့်အစားအစာတွေကိုရှောင်ဖို့လိုပါတယ်အဓိကကျွန်တော်တို့အနီရောင်အသားတွေပေါ့နော်အမဲသားတွေကျွန်တော်စိတ်သားတွေတိုးသားတွေဝက်သားတွေရှောင်ရမှာပဲနောက်တစ်ချက်ကကျွန်တော်တို့စီကြော်တွေရှောင်ရမှာပဲပြီးတော့အဆီတက်များတဲ့နှုတ်ထွက်ပစ္စည်းတွေရှောင်ရမှာပဲပြီးတော့တကြားလွန်ခဲ့တဲ့ကျွန်တော်တို့ snack food တွေပေါ့နော်တရေစာတွေရှောင်ရမယ်ပြီးတော့အချိုများတဲ့ဒီအချိုရည်တွေကိုရှောင်ရမယ်ကဖိန်းထက်ရှောင်ရမယ်အရက် ရှောင်ရပါမယ်။အစီများတဲ့အစားအစာတွေရောရှောင်ရပြီးတော့ကျွန်တော်ပရိုတင်းနဲ့ပေါ့နော်ဓာတ်တိုးဆန့်ကျင်တဲ့ပစ္စည်းတွေကိုတော့ဒီအစားအစာတွေကိုတော့စားသုံးသင့်ပါတယ်။ပြီးတော့နောက်တစ်ခုကကျတော့အရင်များများတောက်သုံးသင့်ပါတယ်။ကျွန်တော်ပန်ခရီးယားရောင်တာကိုကာကွယ်နိုင်သလားဆိုတော့ဒီဖြစ်ပွားရတဲ့အကြောင်းရင်းအမျိုးစုံရှိတာကြောင့်ကာကွယ်ဖို့တော့ပြောရခက်ပါတယ်။ဒါပေမဲ့ကျွန်တော်တို့ဖြစ်နိုင်ခြေအကြောင်းအရာတွေကိုရှောင်ရှားရင်တော့ပန်ခရီးယားရောင်ရမ်းနိုင်ခြေကိုနှေးပါစေပါ ဟုတ်ကဲ့ပါကျွန်တော်အမြဲတမ်းပြောပါရစေကျွန်တော်တို့ဗစက်တဲကိုစားလိုက်တဲ့အစားအစာတွေကတန်ဆေးလွန်ပေးပါအဓိကယောဂဖြစ်လာပြီဆိုလို့ရှိရင်တော့ရှောင်ရမယ့်အရာတွေကအရက်ကိုတတ်နိုင်တယ်များရှောင်ရမယ်ဆက်လေးဖြတ်ပါ ကိုယ်လေးချိန်ကိုထိန်းရမယ်ကျွန်တော်တို့အာဟာရဓာတ်များတဲ့တင့်တင့်မြန်တာတဲ့အစားအစာတွေစားရမယ်အမြင်ဓာတ်ကိုညံ့ညာစားပေးတာက ကျွန်တော်တို့ယောဂဝေဒနာကိုကာဝယ်နိုင်တဲ့ အနေထားတစ်ခုဖြစ်စေရတဲ့အတွက်ဒီချက်တွေကိုပို့ပြီးတော့ရှောင်ရှားစေချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်